။ဘာကြော်လဲအာလူးကြော်မနေ့စစောအာလူးကြော်တယ်။ဒီမှာသမင်းကြီးကမနေ့စောအာလူးကြော်တယ်။သမင်းကြီးကအာလူးကြော်တယ်ဘာအတွက်ကြော်လဲ။မော်လေးညီမလေးကြောင်းသားဘူး။ကြောင်းသားဘူးအတွက်အဲ့ဒါအဲ့ဒါဆိုရင်အဖေမေးမယ်နော်။လောကမှာနေထိုင်တဲ့အတွက်သမီးတို့လောကမှာနေထိုင်တဲ့အတွက်လောကပါလာတရားနှစ်ပါးလောကကိုဆောက်ရှောက်တဲ့တရားပါလေခီဒီနဲ့အော်တပတ် ဟေရီဆိုတာပါလေအဆက်တရာဆက်ချင်းဩတမဆိုတာပါလေကြောက်ချင်းကြောက်ချင်းအဲ့ဒီမျိုးစာသားနဲ့ပြပြဆိုဟေရီဆက်ချင်းဆိုတာဘာကိုဆက်ရမှာလဲမကောင်းမှုလောက်တာကိုဆဲရမယ်ပြပြဆိုဖြစ်လေမကောင်းမှုပါလေမကောင်းမှုအကုသိုလ်မကောင်းမှုအကုသိုလ်လောက်တာကိုဆဲရမယ်ဟုတ်ပြီမကောင်းမှုအကုသိုလ်ဒုစရိုက်မှန်တမရကိုဆက်ချင်းလောက်ရမှာဆက်ချင်း နောက်ကြတော့မိန်ကလေးအနေထိုင်မတော်ရာတို့ဘာတို့အဲ့ဒါပြောစုမတော်ရာတို့ဘာတို့ဝစီကံနော်အဲ့ဒါမနောကံအဲ့ဒါမကောင်းတာလုံမှန်သမျှကိုဆက်ခြင်းနောက်ကြတော့အော်တပကြောက်ခြင်းဆိုတာဘာကိုကြောက်လဲအကုသို့ကြောက်ရမယ်အကုသို့မှန်သမျှကြောက်ရမယ်အပြောစုအနေထိုင်နောက်ကြတော့အခုအစာနော်မပေါ်တပေါ်ဟုဓာတူတူပြက်ကောင်းပြတို့အဲ့ဒါလဲကြားရတယ်ရှေ့ရတယ်သမီးနော်အဲ့ဒါသမီးသိလား ။နောက်ကြတော့ line ထဲမှာမဟုတ်တရုတ်လိုက်ပြတာတို့မဆဲရဘူးလား။ဆဲရမယ်။သမီးတို့သိထားမှာကအဲ့ဒါလောကဘာလတရားနဲ့ပါ။ဟုတ်တယ်ဟုတ်။လောကကိုဆော့ဆော့တာပဲသူက။လောကကိုအလားဆင်တယ်ဆိုရင်တော့ဒီအကုသမန္တမြတ်ဒုစရိုက်မန္တမြတ်ကိုဆဲရမှာပေါ့။ကြောက်ရမှာပေါ့နော်လောက်တာ။သမီးနားလဲပြီလား။နားလဲပြီ။ဟုတ်ပြီဟုတ်ပြီနှိမ့်မောင်လေးသွားမြည်စီလိုက်မယ်။ဒါလေးဘာလို့နေလဲ။စာကြည့်နေတယ်ကြည်တာပဲလားမဖောက်ဘူးလားမကျဲဘူးလားဟာတင်ချာကြီးဩတင်ချာဆိုတာကြည့်ရတော့ သင်္ချာစရာကြည့်ရတာပေါ့အဲ့ဒါသားကိုတစ်ချက်လောက်မေးမယ်နော်ဂျေစုပြည့်နော်ဟုတ်ကဲ့ဟိုသားစာကြည့်နေတယ်ဆိုတော့ဂျေစုပြည့်သားဟိုငငယ်ကလေးရလီသားတို့ဟိုအသေးစားစီကန်းလေးရပါလေးလေသားသိရမှာက၃၃ခုရှိတယ်မလား၃ခုရှိတယ်ဟုတ်ပြီ၃ချက်ရှိတယ်ပါလေပါလေပြောအဖနမအချက်တော့ ထမင်းဆိုင်ထမင်းလုံးမဖိတ်ကြရဘူးဟုတ်ပြီနပတ်တိချက်ကထမင်းဆိုင်ထမင်းလုံးမကြစေရဘူးဟုတ်ပြီဟုတ်ပြီနပတ်နေ့ကဖနက်စီညီညီစီရမယ်သူများအိမ်မှာဖြစ်ဖြစ်ကိုယ့်အိမ်မှာဖြစ်ဖြစ်ဖနက်ညီညီစီရမယ်ဩပြန်လိုက်ပေါ့အိမ်မှာပြန်လိုက်ဖနက်ညီညီစီရမယ်သူများအိမ်သွားတာဖြစ်ကြောင်းသွားတာဖြစ်ဘယ်နေရာဖြစ်ဖနက်ကိုစီရမယ်ပေါ့နော်တိကျထားမယ်နပတ်သုံးချက်ကပါလေပါနပတ်သုံးချက်တော့အမိုက်ကိုအမိုက်ပေါ်ထဲမှာပြည်ရမယ်အော်အမိုက်ဟူအမိုက်ပုတ်ထဲမှာပြရမယ်။ Okay သာသာသိသွားပြီမှတ်ထားတယ်နော်။အမိုက်ဆိုတာအမိုက်ကိုပြရ မယ်ဟုတ်ကဲ့လမ်းသွားလမ်းလာကားနဲ့သွားတော့ညာလဲလမ်းထဲမှာမပြေးရအောင်နော်ဟုတ်ကဲ့နောက်ကြတော့သားကိုပြောချင်တာကသားចောင်းသွားရင်အမိုက်တွင်ကောက်ပါအမိုက်ပုတ်တဲ့ပါဒါပေမဲ့သားတခုသိရမှာကအမိုက်ပြည့်တဲ့လူအပြည့်မတင်နဲ့အမိုက်ကောက်တဲ့ကိုစိတ်တာပဲနော်ကိုစိတ်ဓာတ်ကပဲကောင်းအောင်လှုပ်ပြီးတော့အမိုက်ကိုမိုက်ပိုသေးရောက်အောင်ပြပါတော့အမိုက်ကောက်တဲ့ကိုစိတ်လေး ကိုစိတ်ဓာတ်လေးတန်းတန်းလေးထားပြီးတော့မိုက်ကပါနော်အခုကြီးကျေးဇူးပဲကျေးဇူးပါ